တဝဲတေတာပြီးမြောပွဲညမီယာယာဆဲစားမကန္နာမအီအီွယ်ရဲ့တဝဲရှိလူရာခုကြည့်ပဲအားလုံးပဲမိင်္ဂလာပါငိမ့်ကျော်နေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ငိမ့်ကကန်းနားမှာမုတ်သွားစားတဲ့ဘလော့လေးကိုရိုက်ပြပြရပါပဲဖြစ်ပါတယ်။တပိတ်မျိုးပဲနီးရဲ့အချိန်ရင်းဆိုရင်ငိမ့်ကအပြင်ကို တခါမှမထွက်ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်တော့မုတ်သွားဆိုင်ရင်လည်းဘလို့ရပြင်ဆင်ထားလဲဆိုတာကိုလည်းတစ်ချက်သွားပြီးတော့ကြည့်ခဲ့ဖြစ်ပါတယ်။ငိမ့်သွားခဲ့တာကတပိတ်မျိုးဝဲမတိုင်ခင်နှစ်ရက်အလိုအနေပြီးတော့သွားခဲ့တာပေါ့နော်။ဒါတောင်မှလူတွေကအရင်ကမှစီကားနေတာပေါ့နော်။ပြင်ဆင်တွေကလည်းအရင်ကိုလှပါတယ်။ငယ်ကတော့ဒါကတော့ post လေးပေးမယ်ဆိုပြီးတော့တပ်ပုံလေးရိုက်ခဲ့ပါတယ်။ပြီးတော့ဒီဘက်ကကျတော့ဒီတပိတ်မျိုးဝဲနဲ့ပတ်သက်တဲ့အရာတွေပြင်ဆင်ထားတဲ့အရာလေးပါ။ဒါကတော့ငိမ့်လေးတစ်ဖြတ် ဒီဘက်မှာကျတော့ wing gap တွေအဲ့ဒါတွေလုပ်ပေးထားရေပေါ့နော်အခုဆိုရင်တော့ငင်းငင်းငယ်တုန်းကတခါပဲ wing gap ဝင် wing gap တွေ့ရောပေါ့နော်ဒါဝင်ရမလားဆိုတော့ငင်းကကျတော့ပက်ပြီးရောကြည့်နေရပါဒါပေမဲ့ဒီ wing gap လေးကငင်းငယ်လေးပဲဆိုတော့လွယ်မှာပါဆိုတော့မဝင်ဖြစ်ခဲ့လောက်ပါဘူးဒီနေရာမှာလည်းငင်းကတော့တက်ပုံလေးနဲ့ရိုက်ဖြစ်ခဲ့ပါသေးရဲ့ မျက်စိအစာကျွေးပြီဆိုတော့ဘိုက်ဖြီးဖို့ပဲကြာမှာရယ်ဆိုတော့ငင်းတို့ကအမုတ်စားဖို့ကြွားသွားပါမယ်ညဘက်ကြီးကိုအရင်ကလိုမျိုးတခါမှမထွက်ဘူးတော့ငင်းတွက်ကကြတော့ထူးထူးဆန်းဆန်းတွေဖြစ်နေတာပေါ့နော်မိတွေနဲ့လူတွေကလည်းအရန်ဝင်ပါပဲစီနေပါရဲ့ဒါတော့ငင်းတို့ဘာသာတူတူစားဖို့အတွက်ကော်ပီကိုရေရူဖြစ်နေတာပါဒါတော့ငင်းတို့တအုံလုံးဘာသာတူတူလေးစားလိုက်ပါရဲ့အစားစားပြီးပြီဆိုရင်ဇောချွေးပြန်လာကတမှုပေါ့နော် ပြီးတော့အမေကအတုပ်လေးတွေလည်းအိမ်မှာစားဖို့ဝယ်ခဲ့ရတယ်။ဒါကတော့ဒီဝယ်ယူရလို့ပြောလို့ရမယ်ချင်တယ်ပေါ့နော်လား။ရှက်ကင်လည်းဝယ်ခဲ့တယ်။ပြီးတော့တို့ထိုးတွေလည်းဝယ်ခဲ့ဖြစ်ပါတယ်။ရှက်ကင်ကအရန်အေးနေရောငင်းကစားဖို့တိတ်ဆွန်ပြေတော့ကိုယ်တိုင်မီးกินနေရတာပါ။ဒါကတော့ငင်းလေးတစ်ဖြတ်စားပြနေရပါ။ဒါကတော့ငင်းတို့ရဲ့အမြဲတမ်းစားနေကြဆိုတော့အရန်ကားပါတယ်။ပုံမှန်တိုင်းပဲအမြဲတမ်းကြိုက်နေပေးပါပေါ့နော်။ ဒီ on the young ရဲ့ဦးလေးရဆိုရင်တော့ဗီဒီယိုလေးရောက်သွားပါ live မတင်လို့ရအောင်ဆိုပြီးတော့ပြောတော့ဟုတ်ကဲ့တင်ပေးပါမယ်လို့ငိမ့်အောင်ပြောပြခဲ့ပေါ့နော်ဒီ on the young က on the young ဆိုတော့မှွှှွှင်းလေးနေနေပေါ့နော်ငိမ့်လည်းတခါမှအဲ့ဒီ on the young ဆိုရင်မတောက်ဘူးဒါကတော့ first time အရင်ကောင်းပါတယ်ပြီးရနေငိမ့်ရောပေပေကြီးလေးဝေခလိုက်တဲ့ငိမ့်ရောပြန်မဲ့အလုပ်နေတဲ့အချိန်တော်တွင်မှာပဲဒီဒီရက်ွက်ကနေပြီးတော့ပေါ့နော်ဖျားလှည့်ကြီးကလှည့်ပြီးတော့ထွက်လာတယ်အဲ့တော့ တခါမှမမြင်ဘူးတော့ဘောနော်ဒီလိုမျိုးလှည့်နေတာငဲအတွက်ဘောနော်တခါမှမမြင်ဘူးတော့ဒါလေးကြည့်ပြီးတော့မှပြင်မယ်ဆိုပြီးတော့အဖေကပြောလို့နင်တို့ထိုက်ပြီးတော့ကြည့်နေနေဘောနော်ဒီလိုမျိုးဥပဒေကလှည့်လို့ပုံစံပြီးနေဘောနော်အခုခံပြီးတော့ပြင်နေတဲ့အရာလေးကိုနင်လုပ်ခဲ့ရဲ့ဒီ9နှစ်6နှစ်အလောက်ကချင်နေဘောနော်အလောက်ကပဲမြင်မှုတာအခုနောက်ပိုင်းတော့တိတ်မမြင်ဘူးတော့ဘောနော်အပြင်လည်းတိတ်ပြီးတော့မထွက်ပြေတော့ဒါကတော့ဒီရွက်ရဲ့ခရီးပါ ညရိုဒေတာရဲ့ရိုးရာအတိုင်းဒီဖျားလက်ရဲ့အနောက်မှာဆိုရင်ပေါ့နော်ကပြီးတော့ဖြောပြေးပေးတာရှိတယ်ဆိုတော့အဲ့လိုမျိုးအရာတွေဆိုရင်လုံးဝကိုမမြင်ဘူးတော့တော်တော်ကြာပြီဆိုတော့တချို့ကလေးတွေဆိုရင်အဲ့ဒါဘာမှန်းတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့အဲ့ဒါလေးလေးရှိတယ်ဆိုပြီးပြရတယ်ညင်းကတော့စောင့်နေလိုက်ရပါတယ်အခုဆိုရင်တော့ဝယ်ထားတဲ့ပပယ်ကြီးလေးနဲ့ညင်းကတော့စောင့်နေပါတယ်စောက်တော်တောင်လေးနဲ့တောသူမလေးဖြစ်နေတာပေါ့နော်ဒီလိုမျိုးရပြီတော်ရုံနဲ့မမြင်ဘူးတော့တော်တော်ကြာခဲ့ပြီဆိုတော့လေ ကဲအခုဆိုရင်တော့ငိမ့်ဆောင်မျော်ရဲ့အရာလေးရလာပါပြီဒီတချို့တွေကအောက်မှာကနေကြရပေါ်တော့ငိမ့်မီရတလောက်ပြောရမယ်ဆိုရင်တော့တခါမှဒီလိုမျိုးပျော်ရွှင်ခြင်းတွေမရခဲ့တဲ့ချိန်မှာစစ်ပြေလက်ပြောက်ကတယ်လို့ထင်မိရပေါ့နော်ဆိုတော့ကနေတာလေးကိုကြည့်လိုက်ပါ ထူးခြားတာတစ်ခုရှိပါတယ်ဒီစင်ပေါ်မှာကနေတဲ့လူတွေကမိန်းကလေးတွေမဟုတ်ပါဘူး LGBT တွေပါဒါပေမဲ့ကြည့်လိုက်ရင်ဒါကမိန်းကလေးတွေလားဆိုပြီးတော့အော်မင်သေးရတယ်ပေါ့နော်ကားရဲလည်းတော်တော်ချစ်စရာလေးကောင်းပါတယ်ဒီနေ့ဘလော့လေးကတော့ဒါပါပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်